မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတင်တန်းမှကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါကျွန်တော်ဒီနေ့မှာ scan fat တဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်မနေ့ကတော့တော့ scan ပါဆိုလို့ရှိရင် scan ဖတ်လို့ရှိရင်မဆန့်တဲ့စာရွက်တွေကိုခွက်ဖတ်တဲ့သင်ခန်းစာလေးကိုမနေ့ကတော့ကျွန်တော်မျှဝေခဲ့ပါတယ်เนาะဒီနေ့မှာတော့ scan ပေါ့เนาะ scan ဘယ်လိုဖတ်ရမှာလဲ scan စကန်ဖတ်တဲ့သင်ခန်းစာလေးကိုမျှဝေပေးခြင်းပါတယ်။အဲ့တော့စကန်ဖတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စကန်ဆက်လေးရတော့ပေါ့နော်။ဟိုက ကန်တော်လေးပါ sorry ဟို assembler လေးပါเนาะဒီ assembler မှာကျွန်တော်ဟို300နဲ့မှာ60မှာကြတော့သူကမိတူလဲဆွဲလို့ရတယ် scan လဲဖတ်လို့ရတယ် print လဲထုတ်လို့ရပါเนาะအဲ့တော့ကျွန်တော်က assembler မှာပါတယ်ဒီ scan လေးနဲ့ဖတ်ဖတ်ပြန်ပါပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာသူသူကပေါ့နော်အော်တိုဒီမှာ scan file တွေဒီ software လေးလည်းပါပါတယ်သူမို့ photoshop တွေကနေပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်လည်းအလွယ်တကူဖတ်လို့ရပါတယ်เนาะအဲ့တော့အဲဒီသူ့မှာပါတယ်ကျွန်တော်သူ့မှာပါတယ်ပေါ့နော်ဒီ ို drive လေးပေါ့နော်ဒီ driver လေးကိုဘာလဲ driver ကြလာပါလေပြီးတော့ဒီ icon လေးကနေပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်လည်းဖတ်လို့ရပါတော့ဒီ software လေးကို icon လေးကိုနှစ်ချက်စတဲ့နှိပ်ပေးလိုက်ပါနော် okay scan ဖတ်တော့မယ်ဆိုလို့ရှိရင် scan စင်းနဲ့ကိုယ့်ရဲ့ computer နဲ့ဟိုရှင်းစရာဖို့လွယ်ပါရဲ့เนาะ okay အဲဒီဒီမျိုးနဲ့ပေါ်လာရဲ့ဆိုလို့ရှိရင်တော့ဘာမှလုပ်စရာမလိုပါဘူးဒီမှာ scan ဆိုတာလေးကိုတစ်ချက်နှစ်နှစ် နှိပ်ပေးလိုက်ရပါတယ်နော် second ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါလေးပြေးနေအောင်ခဏလေးစောင့်ပေးလိုက်နော်ဒါဆိုလို့ရှိရင်အဲ second second ဖတ်နေပါလိမ့်မယ်နော် okay ဒီမှာဆိုလို့ရှိရင်အဲသူ second ဖတ်နေနော်ဒီအစိမ့်လေးပြေးနေအောင်ခဏလေးစောင့်ပေးလိုက်ပါအလေးရတော့သူ့မှာ original ပါတဲ့ဒီ software လေးနဲ့ scan ဖတ်ပြပါပါเนาะကျွန်တော်ပြီးတော့လို့ရှိရင် photoshop နဲ့ scan ထပ်ပြီးတော့ဖတ်ပြပါမယ်เนาะ ကဲဒါလေးခဏလေးစောင့်ပေးနော်ဒါလေးကစကန်ဖတ်နေရပါနော်ဒါကတော့သူ့မှာပါတဲ့ဆော်ဝဲလေးနဲ့စကန်ဖတ်ဖတ်ပြရပါနော် ဲဒါဆိုလို့ရှိရင် second ဖတ်တာလေးကိုဆိတ်လို့ပြီးသွားပြီเนาะ second ဖတ်တာဘယ်မှာဆိတ်ထားလဲဆိုရင်ဒီ data ဒီထဲမှာဒီ second ဖတ်တဲ့ဒီမှာ second ဆိုပြီးတော့ဆိတ်ထားပါเนาะဒီပုံလေးကိုတစ်ချက်ဖွင့်ကြည့်လိုက်ပါโอเคเอ่อဒါဆိုဒီအခုပေါ့နော်ဒီပုံလေးကဒါ second ဖတ်ထားတာပါနော်ဒီပုံလေးကို second ဖတ်ထားတဲ့ဒါတပ်ပုံလေးပါโอเคကွာဒီပုံလေးကိုကွာလှည့်ခြင်းနဲ့ rotate ဒီမှာလှည့်လို့ရပါတယ်နော် โอเคဒါလေးကတော့ second ဖတ်လိုက်တဲ့ပုံလေးပါเนาะโอเคဒါလေးကသူ့မှာပါတယ် software လေးနဲ့ဆင် Photoshop နေပြီးတော့ second ဖတ်လို့ရပါတယ်အဲ့တော့ Photoshop လေးကိုဖွင့်လိုက်ပါမယ်เนาะ Photoshop လေးဖွင့်သွားပြီဆိုလို့ရှိရင်ဒါလေးအောက်ချလိုက်မယ်เนาะ Photoshop လေးကိုဖွင့်လိုက်ပါမယ်โอเคခါလေးစောင့်ပြီနော်ပိုတိုရှော့ကြဖွင့်ရတဲ့ကြာရင်လို့โอเคဒီမှာ အဲဒီပိုတိုချောလေးပွင့်သွားရဆိုလို့ရှိရင်ပိုတိုချောအနေပြီးတော့လဲစကန်ဖက်လို့ရပါတယ်เนาะအဲ့တော့စကန်ဖက်ရှင် file name ကိုတွားပါเนาะဒီ file name ကိုကျွန်တော်ဒါလေးနည်းနည်းရှင်းလိုက်မယ်เนาะ Okay ဒီ file name ကိုတွားပါ file name မှာတစင်အဲဒီမှာ import ဆိုတာလေးရှိပါ import ဆိုတာလေးတစ်ချက်နှိပ်ပြီနော် import ဆိုတာလေးနှိပ်ပြီးပြီးသွားလို့ရှိရင်အောက်မှာ win support ဆိုတာရှိရဲအဲဒီဒါလေးကိုတစ်ချက်နှိပ်ပြီးလိုက်နော် မကိန်းနေပြီးသွားရဲဆိုလို့ရှိရင်အဲဒီမှာကိုကဘယ်ထက်မှာတိတ်မှာလဲကိုတိတ်ချင်တယ်ဆိုလို့ရှိရင်ဒီ browser နေပြီးလဲတိတ်လို့ရတယ်ဥမာ browser နေပြီးတော့အဲဘယ်ထက်မှာတိတ်မှာလဲကိုတိတ်ချင်တဲ့နေရာလေးကိုရွေးတိတ်လို့ရပါကျွန်တော် data d တဲ့ကအဲကျွန်တော် dcv ထဲမှာတိတ်နောက်ပြီးသွားလို့ရှိရင်ဒါလေးဒါလေးတစ်ချက်နေပြီးတော့ဒါလေးရ step ပါ step ကိုနေပြီးလိုက်နော်ပြီးရင် okay ကိုနေပြီးလိုက်ပါ okay အဲသူကအဲဒီ photoshop ကနေပြီး scan ဖတ်မယ်ဆိုလို့ရှိရင်တော့ အကြောင်းလေးဒီမှာရွေးဖက်ဖက်လို့ရတယ်ဒီမှာအဖြူမဲကာလာဒီမှာ gray screen နဲ့လည်းဖက်လို့ရတယ်သို့မဟုတ်ကာလာနဲ့လည်းဖက်လို့ရတယ်ကိုကအဖြူမဲလေးနဲ့ပဲလိုချင်တယ်ဆိုလို့ရှိရင်တော့အောက်ကဒီ gray screen picture ဆိုတာကိုနှိပ်ပြီးတော့လည်းဖက်လို့ရတယ်နော် okay အဲကိုကကာလာနဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ color picture မှာထားပြီးတော့နှိပ်ပြီးဒီ scan ဆိုတာလေးကိုနှိပ်ပေးလိုက်နော် okay ဒါဆိုလို့ရှိရင်ဒါ position ကနေပြီးတော့ scan ဖက်နေပါပြီနော်ဒီ scan ဖက်တာလေးကိုခဏလေးစောင့်ပေးလိုက်ပါဒါလေးကတော့ position နဲ့ scan ဖက်တာပါရှေ့ကတော့ သူ့မှာအစုံမှာပါတဲ့ software လေးနဲ့စကန်ဖတ်ပြရပါနော်ကိုယ်အပြန်နေပြီးတော့ဘနော်အပြန်နေပြီးတော့ကိုယ့်ရဲ့ဟိုဓာတ်ပုံတွေဘနော်ဓာတ်ပုံတွေကိုလည်းစကန်ဖတ်ပြီးတော့လည်းသိမ်းလို့ရပါတယ် ဆိုလို့ရှိရင်ဒါဖိုတိုရှော့လေးနဲ့စကန်ဖက်လုပ်ပြီးသွားရင်နော်ပုံလေးလှည့်ကျင်တယ်ဆိုလို့ရှိရင်တော့ image ကိုသွားပါနော် image နေပြီးတော့ image ဝိုဒိတ်မှာ180 degree ကိုထားပစ်လိုက်မယ်နော်ဒါဆိုလို့ရှိရင်အဲစကန်ဖက်လုပ်ပြီးသွားပါပြီ okay အဲဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကအမေဆိုတော့အတွက်အဲအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်နော်အဲသိချင်တာလေးမေးမြန်းချင်တာလေးရှိရဆိုလို့ရှိရင်လည်းပိတ်ချက်ပေါက်လေးမှာလည်းမေးလို့ရပါတယ်ကွန်မန့်လေးမှာလည်းမေးခဲ့လို့ရပါတယ်နော်โอเคအားလုံးပဲအဆင်ပြေမယ်လို့လည်းထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ